မင်္ဂလာပါ Listener Heaven Audio Book Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီတစ်ခါမှာတော့1958ခုနှစ်မြောက်ရီမဂ္ဂဇင်းအတွဲ6အမှတ်3မှာဆရာလင်းယုံကြီးရေးသားထားတဲ့မြောက်ပြရီစံတောင်းခြင်းဆိုတဲ့ဝိတ္ထုတို့ကိုဖတ်ပြမှာပဲဖြစ်ပါတယ်ကဲကျွန်တော်နဲ့အတူတူမြောက်ပြရီစံတောင်းခြင်းကိုခံစားလိုက်ရအောင်ပါ အစဒီကောင်မတွေမကောင်းဘူးဆိုတာကိုကျွန်တော်မသိပါဘူးဗျာခုမှဒီကောင်မတွေမြောက်ပြပြီးစံတောင်းတဲ့ကောင်မတွေဆိုတာကိုကျွန်တော်သိကျွန်တော်ပစ္စည်းကိုပြန်ရရင်ပြီးတာပါပဲကျွန်တော်ပေးထားတဲ့လက်ကောက်နဲ့ဆွဲကြိုးကိုပြန်ရရင်ပြီးတာပါပဲအဲ့ဒါခမရလိုက်တောင်းပေးကြမှာကိုထုံးအောင်မလူရလူကောင်းတယောက်ဖြစ်သည်တို့ကြောင့်လဲသူတွင်လိုအပ်နေသောအကူအညီတစ်ခုကိုကျွန်တော်ဒီပေးရလို့ရှိခဲ့ပြီသို့တော့သူ့ကိစ္စကိုကူညီရမှာလွယ်ကူလှသည်ပုံပဲ သူ့အမှုမှာသူကိုယ်တိုင်ကလူမျိုးကြီးဖြစ်ရတဲ့အထက်တွင်ရိုးလွန်းအလွန်တော်ကြောင့်ဘယ်သူမပြုတ်မိမိမှုဇိုးသလိုခံခဲ့ရခြင်းဖြစ်ပြစ်ပုံအကြောင်းမှလည်းမဆန်းတာပဲကိုထောအောင်သည့်ဌာနတစ်ခုတွင်အထက်တန်းစီရေးကြီးတဦးဖြစ်ခင်စောကျူမှာသူတို့ရုံးမှာလက်နှိပ်ဆက်စီရေးမှလည်းတယောက်ဖြစ်ကိုထောအောင်သည် ခင်စောကျူကိုနောက်ပိုးမိသည်ရိုးရိုးတက်တာအောင်မိ၍နောက်ပိုးမိခြင်းဖြစ်သည်။နောက်သောအခါတွင်မှခင်စောကျူမှယောက်ျားများကိုမြှုပ်ချော့၍စားတောက်နေသော ပိုင်းလုံးမလေးတယောက်ဖြစ်ကြောင်းသိရ၏ဒေါ်ကာကိုထုံးအောင်သည်သူ့ပေးထားသောရွှေလက်ကောက်တရံနှင့်ရွှေဆွဲကြိုးတကုံးကိုခင်စောကျူထမ်းမှပြန်လည်ရယူလို၏ဤသည်ကိုဖြစ်မြောက်အောင်ကျွန်တော်ထံတွင်လာရောက်ရေးကူညီတောင်းခံခြင်းဖြစ်ပေသည်ခမရပါဇက်ကပြောတော့လွှဲတာပေါ့ဗျဒါပေမဲ့တက်တင်မရှိတက်ကာရမရှိနဲ့ခမရခမရပေးပြီးသားပစ္စည်းကိုပြန်တောင်းဖို့ဆိုတာကလွှဲတာမှမဟုတ်ပဲခမရပေးတော့ကတက်တင်ရှိလို့လားညာတူတူပြောကြစို့ဆိုတော့ နောက်ပိုးကြည့်ပြတာပဲဘယ်သက်တည်ရှိမလဲအဲ့တော့ဘလို့လုပ်ပြီးပြန်တောင်းမလဲဗျအစ तू ကကျွန်တော်ကိုယူပါမယ်လို့ပြောထားတယ်ကျွန်တော်ကလည်း तू ပြောတာကိုယုံတယ်ကျွန်တော်တို့နှစ်ယောက်ကြိုက်နေကြတယ်ဆိုတာလည်းတယုံလုံးကသိတယ်နောက်မှရုံးအောင်လုပ်တဲ့ခွေးမသားကြီးကကျွန်တော်ကိုမယူရဘူးလို့ပြောတယ်ဆိုပြီးကျွန်တော်ကိုလက်မခံတော့ဘူးအမှန်ကရုံးအောင်လုပ်တဲ့ခွေးမသားကြီးကကောင်မလေးကိုအပိုင်ကြံနေတာဒါကတော့ထားပါပြန်တောင်းရင်ရနိုင်စရာကောဘာအကြောင်းရှိလို့လဲ ကျွန်တော်ကိုယူပါမယ်ဆိုလို့ကျွန်တော်လှုပ်ပေးထားတာပဲအခုကျွန်တော်ကိုမယူတော့ဘူးဆိုရင်သူတို့ပြန်ပေးရမှာပေါ့နှိုးဒီလောက်လွန်နေရင်ကျွန်တော်ကိုဘာလို့လာကောရတာလဲကျွန်တော်လိုက်တော့ကောဘာအကြောင်းထူအောင်မလဲဒီလိုဗျာ तू आ ဆန်းတယ်လောက် तू အမေကအတော်ရိုးတယ်ဆက်လက်တိတ်ဆက်တတ်တယ်ဒါကြောင့်သူတို့အကြောင်းသတင်းစာထဲမှာပါမာတို့မဂ္ဂဇင်းနဲ့ပါမာတို့တိတ်ကြောက်တယ်အဲ့တော့ခမရလိုက်လိုက်ရင်သူတို့အကြောင်းသိသွားပြီဆိုပြီး စာတဲ့ထည့်ရည်မှာကိုကြောက်တဲ့အတွက်ခမရအနေနဲ့ပြန်တောင်းပေးရင်ရမှာပဲမရရင်မဂ္ဂဇင်းထဲမှာဖြစ်ဖြစ်သတင်းစာတစ်စောင်ထဲမှာဖြစ်ဖြစ်ထည့်အုပ်မယ်ဆိုပြီးချောက်အောင်မှာပေါ့ဗျကျွန်တော်ဒီဖြစ်နိုင်သည်မဖြစ်နိုင်သည်ကိုအတန်ကြာအောင်စဉ်းစားနေပြီသို့တော့ဖြစ်နိုင်သည်မဖြစ်နိုင်သည်အပါတာကိုထွန်းအားကူညီရန်ကျွန်တော်တင်ဝတရားရှိနေသောကြောင့်ဟင်စောကျူထံဘယ်နေ့တွားရောက်မည်ကိုမေးလိုက်ရလိမ့်မည်တနင်္ဂနွေနေ့အကောင်းဆုံးပေါ့ဗျတနင်္ဂနွေနေ့မနက်စောစောကြာရင်ကျွန်တော်လာခေါ်ပါမယ် တင်းငရွေနေမနဲ့သူရောက်တော့အခါကိုထွန်းအောင်ဒီခံမန်းထားသည့်အချိန်တန်ဆော်၍ကျွန်တော်ထံရောက်ရှိလာလေသည်ကျွန်တော်တို့သည်တိမ်ကြီးစေးသို့သွားရောက်ခါခင်စောကျူနေထိုင်သည်ဆိုသော ကမာယုတ်ဘတ်သို့အင်းစိန်ကားစီကသွားရောက်ကြ၏ကမာယုတ်ဘူတာယုံလမ်းတိတ်တွင်စင်းကခင်စောကျူတို့အိမ်ရောက်စိုက်ကားဖြင့်သွားကြရ၏ခင်စောကျူတို့မှဘူတာယုံတောင်ဘက်တွင်နေထိုင်ကြလေသည်တာမီနှစ်ယောက်တည်းနေထိုင်လျက်ရှိသောအိမ်ဖြစ်သောကြောင့်မကြင်မကြဲဖြစ်တော်လဲအိမ်မှာဝင်းချံလေးနှင့်တက်တက်ရည်ရဖြစ်ပေသည် နောက်မှတိရတီမှာခင်စောကျူတို့အိမ်သည်အိမ်ငါများဖြစ်၍အောက်ထက်ကိုသာငါးရဲနေထိုင်ခြင်းဖြစ်ပေသည် အိမ်ရှင်မှာအိမ်ပေါ်ဓာတ်တွင်နေထိုင်လေသည်ဝင်းချံလေးမှာလည်းချစ်စပွဲပန်းပေများဖြင့်တတားအရာလေးပင်ဖြစ်ပေသည်အိမ်မှာလည်းပြင်ကာပြင်ခင်းပင်ဖြစ်ပေသည်အဲကမ်းမှာရှစ်ပေ၁၂ပေလောက်ရှိသောအခန်းဖြစ်၏အနှဲငယ်ပါဠိရောင်မှိန်နေပြီဖြစ်တော်လေဂျိန်တင်များထိုးထားသောကလထိုင်များနှင့်ဇပွဲများဖြင့်တတ်တတ်ရရပြင်ဆင်ထား၏ ်ဧကန်လေကမှန်ဖုံးထားသောဇပွဲပေါ်တွင်ဖန်ပန်းအိုးလေးတစ်လုံးရှိ၍လန်းဆန်းလှပသော အမျိုးမည်မသိပန်းရောင်စုံများထိုးထား၏အခမ်းနံရွယ်တွင်မူသောတော့အိမ်ဆန်းဆန်းမှန်ပေါင်းသွင်းဓာတ်ပုံအရွယ်အစားအမျိုးမျိုးကို အစီအစဉ်မရှိချိန်ဆွဲထား၏အိမ်နှင်းတို့ဝင်ဝင်ချင်းပင်ခင်စောကျူကိုတွေ့မြရသည်ခင်စောကျူသည်မမျော်လင့်ပဲကိုထုံးအောင်ကိုမြင်လိုက်ရသောကြောင့်အနေငယ်အံ့အားသင့်သွားဟန်တူသည်သို့သောအိမ်ဒီမပြတ်ပင် ကိုထွန်းအောင်ကိုနှုတ်ဆက်ကနေရာထိုင်ခင်းပေးလိမ့်မည်။အနက်စောစောပင်ဖြစ်တော်လဲခင်စောကျူမှာတက်ရက်စွာဝစ်စားစင်ပြင်းပြီးဖြစ်ပေသည်။ကိုထွန်းအောင်ပြောသည်ကြံပုံမချောမောလှပါပါ။ချစ်စရာကောင်းသောမိန်းကလေးတယောက်ဖြစ်သည်ဟု၍လဲကျွန်တော်ဤစိတ်ဝဲဆွဲမှတ်လိုက်မည်။အနေငယ်အရက်ပုတော်လဲသူ့ရဲ့နဲ့လိုင်ရောကိုက်ကြီးအောင်ဒေးတွယ်သောကိုလုံးကိုရယ်ချီအသားမှာမပြူလို့မညိုလွန်းသော အသက်လက်ထဲကပြပြီးဗမာဆန်ဤနာရန်ပေါ်၍နှက်ခမ်းပပနှင့် ပြူပွေးညီညာသောသွားကလေးများရှိသူ့ရုပ်မှာမဆန်းလာပြီးမြေမုံစင်မုံမှလည်းယိုးလာပေသည်ဤသည်ကြောင့်ပင်ပို၍ချောသည်ထင်ရခြင်းဖြစ်ပြီးပို၍လည်းချစ်စရာကောင်းပေသည်သူ့လိုမိန်းကလေးတစ်ယောက်ကကိုထွန်းအောင်ပြောသလိုဘိုင်လုံးလှုပ်ရှားနေသည်ကိုပင်ကျွန်တော်ဒီမယုံကြည်နိုင်လောက်အောင်ဖြစ်လာမိလေသည်ဆော့ဆော့စီစီဘဲကလှည့်လာတာလေလူသေးတော်လည်းအတန်မှမူတိတ်မတည်လာပြီသူ့အတန်မှာခက်မာမာလေးပင်ဖြစ်ပြီးတာယာတီးဥမစုံနိုင်တော့လဲ နားအခမ်းရခက်လက်အောင်မကြောခြင်းမဖြစ်ပေကျွန်တော်မမူခင်စောကျူအားကဲခတ်နေရသောကြောင့်အခြားအရာကိုပင်နောက်ထပ်ဂယုပြုနိုင်ခြင်းမရှိပေဒီကိုပဲလာတာပဲတကယ်တော့ကိုထုံးအောင်က ခင်စောကျူကိုအဖြစ်ပေးဤထို့နောက်ကျွန်တော်အလိုက်ညှို့ထုတ်ပြကဟောရာစိုက်စီယာလင်းယုံနီဆိုတာပဲတကယ်တော့မိတ်ဆက်ပေးရင်ပြောလိုက်လေဒီခင်စောကျူကကျွန်တော်ကိုပြုံးဤသူအပြုံးတွင်ညစ်လို့သောသဘောမျိုးပါအကြောင်းကိုလည်းကျွန်တော်သဘောပေါက်မိဤ သူအပြုံးမှာစေကျတန်ရှင်းသည်ဟု၍ပင်ကျွန်တော်ထင်မိတည်းစာကိုတော့ဖတ်ဘူးပါတယ်လူကိုတော့ခုမှမြင်ဘူးပါတယ်ကျွန်တော်ကလည်းပြန်ပြုံးကသူ့ကိုအတိအမှတ်ပြုတ်လိုက်ရည်ဧည့်သည်တစ်ဖြစ်သောကြောင့်ကျွန်တော်ကိုပုံမကယူဆိုင်တဲ့သဘောမျိုးပြကတပွဲပေါ်မှာ secret ဘူးကိုကိုယ်တိုင်ယူ၍ကျွန်တော်အားလာရောက်ခံပေ၏ကျွန်တော်ကလည်းကျွန်တော်တွင်ဆက်လက်ပါးချောင်းကိုပြန်ပြောကသူ့ secret ဘူးကိုတပွဲပေါ်သို့ပြန်တင်ထားလိုက်ရသည် င်စောဂျူသည်ကျွန်တော်ဘေးကြီးကလတိုင်းတွင်လာထိုင်၍ကျွန်တော်ကိုဘီယူဒဆိုင်မေးလေသည် ကျွန်တော်ကလည်းကိုထုံးအောင်၏မျက်နှာကိုလှိုင်း၍ကြည့်မိ၏ကားပေါ်မှကလေးကပင် ကိုထုံးအောင်ကသူ့ကိစ္စအတွက်ကျွန်တော်ကပင်ဥဆောင်ပြောပေးပါရန်ကြိုတင်တောင်းပန်ထားပြီးဖြစ်ပေသည်ထို့ကြောင့်လည်းကျွန်တော်သည် secret တလေးကို ကျွန်တော်ဘူးထဲမှထုတ်ယူမိညင်ပင်စောဂျူမျက်နှာကိုမကြည့်ပဲစကားဆလိုက်ရလေသည်ကိစ္စကတော့ကိုထုံးအောင်ကိစ္စပါပဲသူကမခင်စောဂျူတို့စီက ကျွေလက်ကောက်တရံနဲ့ဆွဲယူရကုန်ရတရားရှိတဲ့လိုက်တောင်းပေးပါဆိုတာနဲ့ကျွန်တော်လိုက်လာခဲ့ရတာပါကျွန်တော်ကအပေါ်နှကန်းကိုအောက်ဖက်သို့တွင်းကအောက်နှကန်းကိုအပြင်သို့ပိတ်ထုံရင်မဇက်မမီးခိုးများကိုမျက်လုံးလာရိုက်အောင်မှုတ်ထုတ်ပေးပါခင်စောကျူမျက်နှာကိုလှမ်းကြည့်လိုက်ရ၏ခင်စောကျူကမူကိုထုံးအောင်ဤမျက်နှာကိုလှမ်းကြည့်နေလေသည်ကိစ္စကတော့ဒါပါပဲကျွန်တော်ကကျွန်တော်ပါလာရင်အကြောင်းကိစ္စကိုတိုးတိုးပင်ညီကုန်းချုပ်လိုက်၏ဒိုကာခင်စောကျူကလည်း ကျွန်တော်ဘက်သို့ပြန်လှည့်ကကျွန်တော်စကားအတွက်အပြေပေးလေသည်ဒီကိစ္စကပြီးပြီးသားပဲဟိုကလေးကရှင်းရှင်းလင်းလင်းပြောပြီးသားပဲပုံလားသူ့ပစ္စည်းတွေကျမတို့လက်ထဲမှာမရှိဘူးဆိုတာသူသိသားပဲခင်စောကျူသည်ကျွန်တော်ကိုပါရွှန်ရှာမုန်တိဟန်ဖြင့်ကြည့်၍ပြောလိုက်တော့ကြောင့်လေကျွန်တော်ပင်အတော်စိတ်မကောင်းနိုင်လက်အောင်ဖြစ်သွားမိကျမတို့လက်ထဲမှာမရှိဘူးဆိုတာကဘယ်လိုလဲ ကျွန်တော်ကနားမလဲတော့ကြောင်းထပ်မေးလိုက်ရည်ဘိုးထုံးအောင်ကလည်းဤအကြောင်းနဲ့ပတ်သက်ပြီးဘာမှမပြောခဲ့ပေါင်ထားတာသူတီးတာပဲပေါင်ထားတာကိုကျမတို့ပြန်မရွေးနိုင်တော့တာလေသူတီးတာပဲကျွန်တော်ကကိုထုံးအောင်မျက်နှာကိုလှမ်းကြည့်ပြီးကိုထုံးအောင်မှမူဤအကြောင်းကိုကျွန်တော်အာမပြောခဲ့မိခြင်းအတွက်တောင်းပန်လိုဟန်ဖြင့်ကျွန်တော်ကိုပြန်ကြည့်နေကြ၏ကျွန်တော်ကလည်းတာဝန်ရှိသည်နှင့်လျော်ညီစွာခင်စောကျူကိုပင်ထပ်၍မေးလိုက်ရလေသည်ဘာဖြစ်လို့ပြန်မရွေးနိုင်တာလဲ ပေါင်ထားတာကြာလို့အတိုးကတိတ်တက်နေပြီးကျမရတဲ့လကနဲ့အားမီနီယောက်ဘလောက်မငှစားနေရတာဒါကိုဘလို့လုပ်ပြီးတော့ပြန်ရွေးမလဲခုမှပဲရုပ်ရည်ရှိသလောက်ပိုင်းစားသည်ဆိုတော့မိမတအုပ်ဤလေတန်သည်ပေါ်ထွက်လာ၏ဒါပေမဲ့မက်ခင်စောဂျူကလက်ထပ်ပါမယ်လို့ကတိပေးထားတဲ့အတွက် သူပေးထားတဲ့ပစ္စည်းတစ်ခုကိုမက်ခင်စောဂျူတို့အနေနဲ့ကတိပြန်ဖြတ်တဲ့အခါမှာသူပြန်ပြီးတော့ရယူပိုင်ခွင့်ရှိပါတယ်ဗျာအိုး ခေစောကျူကကိုထိုးအောင်နဲ့ကျွန်တော်ကိုမြူးတူးကြောင်တောင်ပဲတလဲစီလိုက်၍ကြည်ပြီးမှပြောသည်ဘသူကဘလို့ဂတိပေးထားလို့လဲမခေစောကျူကသူ့ကိုယူပါမယ်လို့ဂတိပေးထားတယ်ဆိုဖျားပေးပြီးကြမ်းပေးပြီးပါရှင်ဒီလိုဂတိမျိုးကိုဘယ်ယောက်ျားကိုမှ ကျွန်မမပေးဘူးပါဘူးရှင်ကျွန်တော်ဟာဤသို့ပြောပြီးမှကိုထိုးအောင်ကိုလှမ်းရည်ကြံတွေ့ရှင့်ကိုကျွန်မဘလို့များပြောဘူးလို့လဲ စဉ်းစားပါမယ်လို့ပြောတယ်ပုံသားကိုထုံးအောင်ကလည်းမျက်လှာချရည်ဖြစ်နေသည်အင်းလေစဉ်းစားပါမယ်ဆိုတာဟာယူမဲလို့ဂတိပေးတာလားရှင်ကျွန်တော်ဒီနောက်ထပ်ဘာမှမပြောတော့ဘူးနောက်ထပ်ပြောတရားလည်းဘာမှမရှိတော့ဘူးဤပွဲတွင်ကျွန်တော်မိတ်ဆွေကြီးသည်ဘလို့မှနိုင်ခြင်းမရှိတော့ဘူးဖြစ်ကြောင်းကိုကျွန်တော်ဒီသဘောပေါက်လိုက်ပြီနောက်ထပ်ဆက်၍ပြောနေလေကို့လူကြီးသာအရှက်တကွဲအကျိုးနဲ့ဖြစ်တော်မူကိုလည်းကျွန်တော်သိ යි ။ကဲဒါဖြစ်လေပြန်ရပါစို့ဗျာ။ ကျွန်တော်ကထိုင်ရမှထားတော့အခါကိုထုံးအောင်သည်တွေ့ကက်ကက်လုံနေသည်အေကန်တွင်က ကျွန်တော်ထွက်တော့အခါတွင်မှကိုထုံးအောင်သည်ကျွန်တော်နောက်ကလိုက်ပါလာခဲ့သည်ခမရဘက်နဲ့လှုပ်တာလဲဗျသူကပဲကျွန်တော်ကိုအပြစ်တင်နေလိုက်သည်ခမရဟာကပိုင်မှမပိုင်ပဲဒီလိုလှုပ်လို့ဘယ်ရမလဲဗျခမရပြောတာနဲ့ဒီမှာဖြစ်တာတခြားသည်ဖြစ်နေတော့ခမရပဲအဆက်ကွဲရတယ်ပုံလားနောက်ကိုဆက်ပြောကြရင်ခမရပဲဆက်ပြီးတော့အဆက်ကွဲအောင်ပါပဲဒါကိုမျိုးလို့ကျွန်တော်ထလာတာပေါ့ဗျာ ကျွန်တော်တို့ဒီဘူတာယုံဘက်သို့လျှောက်လာခဲ့ကြ၏ဘူထုံးအောင်မှလည်းအတော်ပင်စိတ်ပြန့်အားရွသွားဟန်တူ၏နောက်တနည်းကိုစဉ်းစားကြသေးတာပေါ့ဗျာထိုကဲ့သို့ကျွန်တော်ကသူ့ကိုအားပေးရသည်သို့တော်စိတ်ထဲတွင်မူဘလို့မှပြန်ရနိုင်စရာအကြောင်းမရှိတော့ဟုနားလည်ပြီးဖြစ်၏သို့ဖြစ်၍ကျွန်တော်သည်ဤအကြောင်းကိုမေးပြောက်ပြည့်ရန်သာရှိ၏သို့မဟုတ်ပါကလည်းမိတ်ဆွေအတွက်မခံရနိုင်၍ဝိတုတပုတ်မဂဇင်းတစ်စောင်းတွင်ရေးထဲကပေါ်ထုတ်လိုက်ဖို့ပင်ရှိပေသည် တွက်တော့ကျွန်တော်ကိုယ်တိုင်ကခင်စောကျူတို့ရဲ့အကြောင်းကိုသေချာစွာမသိရသေးပြီကိုထုံးအောင်ကဲ့သို့သော လူတရားအပြောဖြင့်တစ်ဖက်သက်ရေးသားခြင်းကမထိုက်တင်ကြောင်းသဘောထား၏ကျွန်တော်ဒီကိုထုံးအောင်နှင့်ကွဲခွာကထွက်လာတော့ကသူတို့ကိစ္စကိုပင် မေ့ပြစ်လိုက်လေသည် ထိုကဲ့သို့မေ့ပြစ်ထားတော့လေနောက်တစ်လောက်ကြာတော့ကခင်စောကျူထံမှစာတစောင်ရောက်ရှိလာသောကြောင့်ကိုထုံးအောင်အတွက်တအားတက်မိကြ၏စာကိုပင်ကိုထုံးအောင်အားပြပြမိသည် ပြင်စောကျူကကိုထိုးအောင်၏ပစ္စည်းများကိစ္စနှင့်ပတ်သက်၍ရှင်းလင်းပြောပြလိုသောကြောင့်လာမိတနင်္ဂနွေနေ့12ရက်နေ့တွင်သူတို့အိမ်သို့လာရောက်ပါရန်မှာကြားလိုက်သောစာပင်ဖြစ်၏။သို့သောစာမှာမဂ္ဂဇင်းတိုက်ပေါ်တွင်ခောက်နေသောကြောင့်ကျွန်တော်လက်ထဲသို့တနင်္ဂနွေ3ပတ်လောက်ကြာမှရောက်ရှိလာ၏။ပြင်စောကျူချိန်ဆိုသောတနင်္ဂနွေနေ့မှလည်းကြံရစ်ခဲ့ပြီ။သို့ကြောင့်လည်းပို၍သေးကြစီရန်လာမိတနင်္ဂနွေနေ့တွင်လာရမည်မလာရမည်ကိုကိုထိုးအောင်နှင့်ပင်ရုံးတွင်အမေးခိုင်းလိုက်ရ၏။ ိုထွန်းအောင်ကမူစိတ်ပြက်လက်ပြက်ပင်အပြေပေးလေသည်ချင်းနေရမှာမလာလို့စိတ်ဆိုးသွားတယ်ထင်ပါရဲ့ဗျာကောင်းမကကြီး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 ပြောတယ်ဗျာလာလဲမလာပါနဲ့တဲ့တွေ့လဲမတွေ့ကျင်တော့ပါဘူးတဲ့ကျွန်တော်တော့တဲမတင်ကားဘူးဗျာရုံးကလူတွေကိုပိုင်မရလို့ခင်ဗျားကို မြှုပ်အောင်ပဲကြံပြန်ပြီးထင်တယ်ကိစ္စမရှိပါဘူးဗျာကျွန်တော်ကဖုတ်ပဲဗျာကျွန်တော်မြှုပ်လို့လူပဲရမှာပေါ့ကျွန်တော်အတွက်အရှုံးမရှိပါဘူးတနင်္ဂနွေနေ့တွင်ကျွန်တော်သွားပြီဆိုသည့်အကြောင်းကိုမူကိုထုံးအောင်အား ကျွန်တော်မပြောပြီကျွန်တော်စိတ်ကူးနေကျွန်တော်သာခင်စောကျူတို့အိမ်တို့ထွက်ခဲ့မိနေသည်ခင်စောကျူမှလည်းအိမ်တွင်အစင်းသေးရှိပေသည်ကျွန်တော်ကိုမြင်သောအခါ၌လည်းခင်စောကျူသည်မယုံကြည်နိုင်သလိုအံ့အားသင့်နေရှာနေသည်လာပါလာပါထိုင်လေဘယ်နဲ့မတက်ကြည့်လဲမလာပါနဲ့တွေ့လဲမတွေ့ချင်တော့ဘူးလို့ကိုထုံးအောင်ကမှားလိုက်တယ်ဆိုတော့လည်းဝင်ရမှာမရေတည့်ဖြစ်နေတာပါ ။အိုးကိစ္စမရှိပါဘူး။မလာနဲ့ဆိုတာတောင်ရောက်အောင်လာနေမှပဲ။ကျမတို့ဒီလောက်ယူတင်နေစရာမလိုတော့ပါဘူး။ခင်စောကျူကအလုံးမင်းခင်မင်းရင်းနှီးတော်မိတ်ဆွေအောင်တယောက်ကိုပြောဆိုဆက်ဆံဖို့ပြုပြင်ကျွန်တော်ကိုစီးကျူအဲ့ခံရှာ၏။ကျွန်တော်ကလည်းကိုထုံးအောင်စကားကိုပြေး၍အမှန်ရလိုက်ပြီ။ကျွန်တော်တော့တဲမတင်ငါဘူးဗျာ။ရုံးကလူတွေကိုပိုက်မရတော့တာနဲ့ခင်ဗျားကိုမြှုပ်အောင်ပဲကြံပြန်ပြီးထင်တယ်။စပါမာတဲ့နေ့မှာမလာလို့လာတော့မှမဟုတ်ဘူးလို့ထင်နေတာ စိတ်လဲပြတ်သွားတယ်လေကိုထုံးအောင်လာမေးလို့ပြောလိုက်တာကတော့စိတ်ထဲမှာပါလို့ပြောလိုက်တာမဟုတ်ဘူးကျမအချင်းတွေကိုလည်းစဉ်းစားမိပါလိမ့်မယ်သူ့ကိုကျမအနေနဲ့ဘာမှအတိမပေးချင်ဘူးသူကရိုးတော်ရိုးပါတယ်ရိုးလုံးလို့ခတ်နေတယ်သူကဘာမှအရေးအကဲမသိဘူးဒါကြောင့်မလို့သူ့ကိုကျမဘွားပြောလိုက်တာပါဆရာတော်လာစီချင်ပါတယ်ဒါပေမဲ့ဆရာလာတာကို तू မသိစေချင်လို့တမင်ပြောလိုက်တာပါပဲကျွန်တော်ဒီ secret ကိုဘွားရှိုက်ခါသူ့စကားကိုနားထောင်နေရည် ူပြောလိုသောအကြောင်းကိစ္စမှန်သမျှကိုလည်းကျွန်တော်ဒီစိတ်ပါဝင်စားနေမိနေသည်။ဘာအကြောင်းမှမပြောခင်ဆရာလူအကြောင်းကိုလည်းကျွန်မပြောပြချင်ပါသေးတယ်။ဆရာလူကအင်မတန်တဝင်းတူတတ်တဲ့လူတစ်ယောက်ပါ။တခြားယောက်ျားတစ်ယောက်ကကျွန်မကိုစစ်စစ်ကြည့်ရင်တော့သူကကျွန်မကိုရန်လှုပ်ချင်ပါတယ်။ရုံးမှာဆိုရင်လည်းဒီလိုပဲ။ဘယ်စရေးနဲ့မှစကားမပြောရဘူး။ရုံးအောင်လှုပ်တဲ့လူကကျွန်မတို့အမေဘက်ကအမျိုးနဲ့နဲ့တော်ပါတယ်။သူနဲ့ကျွန်မကိုအလုပ်သွင်းပေးတာပါ။ အဲ့ဒီလူအိမ်ဝင်ထွက်နေတာကိုလည်း तू ကမကြည့်နိုင်ဘူးပို့လူကသားနဲ့မရနဲ့လူပါကျမတို့ကအထင်မှားတရားလဲဘာကြောင်းမှမရှိပါဘူးဒါတော့ तू ကကျမနဲ့ပေးစားပါသေးတယ်သူ့ကိုရောမခင်စောကျူချစ်ခဲ့ဘူးသလားဘသူ့ကိုလဲကိုထုံးအောင်ပေါ့အမှန်ကိုပြောရရင်တော့မချစ်ပါဘူးဒါပေမဲ့ရိုးအလုံးလို့တနာမိပါတယ်။ तू ကတော့ကျမကိုယောက်ျားမြင်ချော့အစားမြူစားတဲ့မိမတယောက်ရဲ့လို့တော့ပြောပါတယ် ခုတော့သူ့ကိုတနာတော့မတနာတော့ပါဘူးတထက်ပြောကျင်နေဆိုတဲ့လက်ကောက်နဲ့စွဲကြိုးကိစ္စကရောအဲ့ဒီလက်ကောက်နဲ့စွဲကြိုးကိစ္စကတော့ဒီလိုပါဟိုတနေ့ကဒီကိစ္စကိုရေးလေအောင်မပြောလိုက်ရလို့စိတ်မကောင်းပါဘူးဆရာတို့ကဒီကိစ္စကိုတမျိုးတမီထင်ထင်ထင်နေအောင်မှာပါအเจ้าမသိရင်လည်းဒီကိစ္စအတွက်ကျမကိုယ်တော်မှမကောင်းတင်ထင်နေအောင်မှာပါဩပြောရင်ဆိုရင်မင်းတို့ဒီအိမ်ဘဝတို့လှမ်းကတစုံတယောက်ကိုလှမ်း၍နှုတ်ဆက်နေပြီဘယ်နဲ့ပြန်လာတယ်လဲမင်းမေး မေမေဆို၍ယောသားသည်ဆိုသောကိုထုံးအောင် ပြောပြမှုသည် သူ့မေမေဆိုသူကိုလှည့်ကြည့်လိုက်ရသည်သူ့မေမေမှာသူ့လိုပင်သေးသေးသွယ်သွယ်နှင့်မျက်နှာမှလည်းကြက်တီရှိလာသည်ငွေချင်းမတက်နိုင်ရှာသောကြောင့်အဘိုးတန်အဝတ်အစားများကိုဝစ်ဆင်နိုင်ခြင်းမရှိတော့လေရှိသည်များကိုဖြူစင်အောင်ဖို့ချော်ပြီးမှဝစ်ဆင်တက်ဟန်လဲတူပေသည်သူ့ဝေထားသောပိတ်အင်းကြီးမှာအစ်စ်လိုပင်ဖြူစင်နေ၍သူ့ဝေထားသောတရက်ထဲထမိန်မှလည်းအစင်ဟောင်းနေသည့်တည်းအောင်အစ်စ်ကဲ့သို့ပင်လက်ဆက်ဆင်ကျဲလျက်ရှိနေသည် ။ဘာဖြစ်လို့လဲမေမေ။ခင်စောကျူကသူ့အမေကိုရိုးရိုးတေးတေးပဲမေ၏။သူ့အမေကလည်းကျွန်တော်ကိုလှမ်းကြည့်ကအကဲခတ်၏။ပြီးမှခင်စောကျူအမေကိုမပြေနိုင်သေးပဲ။ဩဧည့်သည်ရောက်နေတဲ့ကိုထိုကဲ့သို့ပြောလိုက်လေသည်။သမီးထပ်ပင်အမေအတန်မှသာရ၏။အလွန်ပျော်ပြောင်းတိမ်မွေသောမိမမျိုးတွေကလည်းပြင်ဟန်သူ၏။ဧည့်သည်တယောက်ရှိနေကြောင်းကိုမသိသောကြောင့်ရုတ်တရက်ဝင်ရောက်လာမိခြင်းဖြစ်တယ်လို့ပင်သူကပင်အားတောင့်အားနာဖြစ်နေရသူ၏။ ျွန်တော်ကသူ့ကိုပြုံး၍နှုတ်ဆက်တော့ကပြောကြပါပြောကြပါဟုကျွန်တော်တို့ကိုအနှောက်အယှက်မဖြစ်စေလိုသောသဘောမျိုးဖြင့်ပြောရင်းအိမ်တွင်ကမ်းပတ်သို့ဝင်ရောက်သွား၏သို့တော်သူမဝင်မီခင်စောကျူကကျွန်တော်နှင့်သူ့အမိကိုမိတ်ဆက်ပေ၏သူ့အမိကလည်းကျွန်တော်ကိုကြည့်၍အံ့ဩနေသည်ကျွန်တော်လူလူတစ်ယောက်ကိုမမျှော်လင့်ပဲသူတို့အိမ်တွင်တွေ့ရခြင်းကြောင့်ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးကြောင်းလဲထုတ်ဖော်ပြောဆိုကြသည်ခင်စောကျူကလည်းအိမ်တွင်သို့လိုက်ဝင်သွား၏ အိမ်တွင်းကမ်းမှာအပြင်ကမ်းနေကက်နေသောကြောင့်အတွင်းကမ်းတွင်သူတို့သားမိနှစ်ယောက်ပြောဆိုနေကြသောအတန်ကိုအပြင်မှခတ်တဲ့တဲ့ကြာနေရ၏အမေဖြစ်သူကတစ်တာဖွင့်ကငွေယူသည်သို့သောရာရန်တရွက်နှင့်အနှုတ်အနှဲငယ်သာရှိနေ၏အမေသည်၁၀ပြည့်အောင်လိုချင်သည်သို့သောအနှုတ်မှာ၁၀ပြည့်အောင်မရှိဘဲဖြစ်နေ၏အမေက သမီးကို အိမ်ပေါ်တက်သူတက်၍ရာရန်အန်အန်ခိုင်းနေ၏သမီးကလည်းအိမ်ရှိခဲတွင်ဧည့်သည်ရှိသောကြောင့်အမေကိုယ်တိုင်အိမ်ပေါ်တက်၍အန်းရန်ပြောနေ၏ ကျွန်တော်ကကျွန်တော်အိတ်ကိုကြည့်မိသည်သူတို့အိမ်မှအပြန်တွင် ကစားဝိုင်းသို့ဝင်ရန်ရည်ရွယ်ရေးရှိခဲ့သောကြောင့်ကျွန်တော်အိတ်ထဲတွင်လည်းငွေပါ၏သို့သောတရားမပြည့်ပေ80ကျော်ကျော်လောက်သာရှိ၏ခဏကြာသောအမေရောသမီးပါပြန်ထွက်လာ၏ထို့နောက်သူ့အမေကကျွန်တော်ကိုပြောင်း၍နှုတ်ဆက်ပြန်ကအိမ်ပေါ်တက်သူတက်ရောက်သွား၏ထို့ခဏကကျွန်တော်နှင့်ခင်စောကျူတို့မှတဦးကိုတဦးစကားမပြောမိကြပေခင်စောကျူသည်ဒစုံတစ်ခုကိုလေးလေးနက်နက်စဉ်းစားဟန်ပြထိုင်နေ၏ ။ဘာလဲငွေလိုလို့လား။ထိုကဲ့သို့ကျွန်တော်ကမေးလိုက်သောအခါတိုင်းမှာသူသည်ကျွန်တော်ကိုပြုံး၍မော်ကြည့်။မဟုတ်ပါဘူး။လဲမရရင်လည်းကျွန်တော်စီကယူပေါ့။ကျွန်တော်စီမှလည်းပါပါတယ်။ဒါပေမဲ့တရားတော့မပြည့်တတ်ဘူး။အိုးကိစ္စမရှိပါဘူး။ဆရာစီကယူလိုက်လို့နောက်ဘလို့လုပ်ပြီးပြန်ပေးရမလဲ။အိုးနောက်လည်းကျွန်တော်ရောက်အောင်မှာပဲ။ဤစကားကိုဘာကြောင့်ပြောလိုက်မိမှန်းမသိမိလေ။ဤအိမ်သို့နောက်ထပ်လာရောက်ရန်ဘယ်တော့ကစိတ်ကူးထားမိကြောင်းလဲ ကျွန်တော်ကိုယ်တိုင်သဘောပေါက်မိခြင်းမရှိပေ။သို့သောထိုခဏကကျွန်တော်သည် ခင်စောကျူ၏စိတ်စေတနာ၏အပေါ်၌တန်တရာကင်းနေကြောင်းကိုဝေခံရပြီဖြစ်၏။ခင်စောကျူပြောပြသောအကြောင်းကိစ္စတိုင်းကိုယုံကြည်ရန်အစဉ်သင့်ရှိနေကြောင်းလည်းသဘောပေါက်မိ၏။ကျွန်တော်သည်လည်းခင်စောကျူ၏မျက်နှာလေးကိုတစိမ့်စိမ့်ကြည်ရင်ခင်စောကျူမိုင်းမိလာရပြီဖြစ်ပေသည်။ခင်စောကျူ၏အမေသည်အိမ်ပေါ်ထပ်မှဆင်းလာခဲ့၏။ တို့စီမှာလည်းမရှိဘူးတဲ့ထိုကဲ့သို့ပြောဆိုကာအိမ်တွင်းသို့ဝင်ရောက်လာ၏ထိုအခါကျွန်တော်ကပင်စတင်၍ခင်စောကျူအမိကိုဝေတစေထုတ်ပေးမိ၏အရေးကြီးရင်ကျွန်တော်စီကယူသုံးဖို့နောက်မှပြန်ပေးတာပေါ့ခင်ဗျာပထမတော့ခင်စောကျူအမိဒီကျွန်တော်လက်မှပတ်စံကိုမယူရဲတယ်လို့လို့ဖြစ်နေ၏တမီးမျက်နှာကိုလည်းနှိုင်း၍ကြည့်တမီးကမူမျက်လုံးအစုံကိုမှတ်၍ခေါင်းရဲပြ၏ဤအပြုတ်အမှုများကိုမြင်လိုက်ရသောကြောင့်ကျွန်တော်သည်အတင်းထိုးပေးရသည် ယူပါတော့ယူပါတော်တော်ကြပြန်အမ်းလို့ရတော့လဲပြန်ပေးတာပေါ့အရေးကြီးနေတဲ့အခါခဏလှည့်တဲ့ကိစ္စပဲကျွန်တော်ကအတင်းပေးသောအခါတွေမှာခေစောကျူအမေဒီလက်လိုက်ွေယူလေသည်ယူရင်းလဲပြောရည်တော်တော်လဲဘူဒာယုံဘက်ကစိုင်းမှာသွားအမ်းမှာပဲခုရပါလိမ့်မယ်ဒါပေမဲ့ငွေတောင်းလာတဲ့လူကိုစိုင်းမထားစေလို့ပါခုပဲတော်တော်ပြန်ခဲ့မယ်နော်မောင်မပြန်သေးဘူးမဟုတ်လားဟုတ်ကဲ့မပြန်သေးပါဘူးခင်ဗျာသူ့မမေဖြတ်သွားမှခင်စောကျူနေကျွန်တော်ဒီ တဦးနဲ့တဦးမျက်နှာချင်းပြန်ဆိုင်ရ၏သို့တော်ခင်စောကျူသည်ကျွန်တော်မျက်နှာကိုရဲရဲမကြည့်တော့ကြောင်းသတိထားလိုက်ပြီးတော့သည်ကဲလှုပ်ဆမ်းပါဦးခုနကစကားပြတ်သွားတဲ့ကျိုးနဲ့လက်ကောက်ခေးကြကျမပြင်ပြောတော့မပြောချင်တော့ဘူးရှင်အိုးဘာဖြစ်လို့လဲပြောသာပြောပါမခင်စောကျူပြောတာကိုကျွန်တော်စိတ်ဝင်စားပါတယ်ပြောပေမဲ့ဆရာယုံတော့မှမဟုတ်ပဲနဲ့အိုးဘာဖြစ်လို့မယုံရမှာလဲမယုံစရာဘာများအကြောင်းရှိလို့လဲ ကျမဟာယောက်ျားတွေကိုမြှုပ်ရှားနေတဲ့မိန်းမတစ်ယောက်အနေနဲ့ဆရာသိထားတယ်မဟုတ်လား။မြောက်ပြပြီးစံတောင်းတဲ့မိန်းမလို့တော့ကိုထုံးအောင်ကပြောခဲ့သေးတာပဲ။ဆရာကလည်းဒီလိုပဲသူပြောထားမှာပေါ့။ဒါအရေးမကြီးပါဘူးလေ။အရေးမကြီးမှန်းသိပါတယ်။အရေးမကြီးလို့လဲဆရာကိုယ်တိုင်မြောက်ပြပြီးတော့စံတောင်းတာအတွက်ငွေတစ်စက်အကုန်ခံလိုက်ရတာပေါ့။အိုးကျွန်တော်ဒီသဘောမထားပါဘူးဗျာ။သူပြောလိုက်ကမှကျွန်တော်ဒီလေကိုထုံးအောင်တစ်ယောက်ပြန်မှန်းမသိဖြစ်လာပါပေါ့လားဟုတ် သဘောပေါက်လိုက်ပြီခက်စောစောကမူဤငွေ30ကိုကျွန်တော်ဒီနောက်အလားအလာအတွက်မျောကိုကပြန်လဲရရှိတော့မည်မဟုတ်မှန်ကိုအလိုလိုတည်ပြီးဖြစ်ပါလျက်နဲ့တမင်မင်းအဆုံးထားကလွယ်လွယ်ကူကူထုတ်ပေးခဲ့ခြင်းဖြစ်ပြီးဂင်စောဂျူတို့အိမ်ကို နောက်ထပ်ဝင်ထွက်သွားလာနိုင်ခွင့်ရအောင်အရင်အနီမြုပ်နှက်လိုက်ခြင်းသာဖြစ်ပြီးဘာကြောင့်သူတို့အိမ်ကိုနောက်ထပ်ဝင်ထွက်သွားလာလိုခြင်းဖြစ်သည်ဆိုသည်ကိုကျွန်တော်ဟာကျွန်တော်သဘောပေါက်နိုင်ခြင်းမရှိပြီး ကျွန်တော်ဒီယောက်ျားများအားမြူချော့ကစားတော့နေသောမိန်းကလေးတယောက်၏ဘဝအကြောင်းကိုစာရေးလိုသောကြောင့်ဖြစ်ကောင်းဖြစ်နိုင်၏။သို့မဟုတ်ပါကလည်းမြူချော့ကစားတော့နေသောမိန်းကလေးတယောက်၏အမြူအချော့ကိုကျွန်တော်ကိုယ်တိုင်ကခံယူလို့၍လည်းဖြစ်နိုင်တဲ့အကြောင်းရှိပါသည်။မှန်တာကိုပြောရရင် ကျွန်မဘယ်ယောက်ျားပေးတဲ့လက်လာဘကိုမှမယူပါဘူး။ဘယ်ယောက်ျားကိုမှလည်းဘာလက်ဆောင်ဝယ်ပေးစမ်းမလို့မပြောဘူးပါဘူး။ဒါပေမဲ့ယောက်ျားဆိုတာဆရာသိတယ်မို့လား။ အစပထမတော့သူတို့ကိုယ်တိုင်က မနေနိုင်မထိုင်နိုင်ဖြစ်လာပြီးသူတို့ကပဲအစလုံကြတာပါ။နောက်မကျင်တတ်တဲ့အခါကျမှမိန်းကလေးတစ်ယောက်ကိုချွတ်ချွတ်ပဲပဲပြောချင်တက်ကြတာပါ။ကျွန်တော်က secret လေးကိုမိမိပွားဆိုင်နေရည်ခင်စောကျူမျက်နှာလေးကိုလည်းတစိမ့်စိမ့်ကြည့်နေမိ။ကျမတို့မှတားမိနေရောက်တဲ့နေရပါတယ်ဆရာ။ကျမရတဲ့လာကလေးနဲ့ပဲလောင်းကအောင် စားတောက်နေရပါတယ်။ကျမတို့ဘဝအကြောင်းမှန်ကိုလူတွေကသိတာမဟုတ်ဘူး။ ျမမှာဘလောက်စိတ်ဆင်းရဲနေရတယ်ဆိုတာကိုလည်းလူသိတာမဟုတ်ဘူးအမှန်က ကျမဘဝဟာအသက်ရှင်နေဖို့တော့ကောင်းတဲ့ဘဝမျိုးမဟုတ်ပါဘူးတစ်ခါတစ်ခါကျမအနေနဲ့တေးချင်စိတ်တောင်ပေါက်လာပါတယ်ကျွန်တော်ကဆက်၍နားထောင်နေသူပြောနေစဉ်လဲဘာတခုံးမှဝင်၍ပြောဆိုခြင်းမပြုမိပေတခါတခါတော့လေစိတ်ညစ်လွန်းလို့ယူသွားမလားလို့တော့တင်ရပါတယ်ဒီကြားထဲမှာမကောင်းတဲ့လူကလည်းမကောင်းဘူးမသိတတ်တဲ့သူကလည်းမသိတတ်ဘူး ထောက်ထားညှတာစရာ ရှိသည်မကို ပြစ်ပေးပြီးကိုယ်စိတ်ချမ်းသာဖို့တတ်တက်လောက်လုံနေကြတဲ့သူတွေကလည်းရှိနေတယ်အဲ့ဒီအကြောင်းတွေကိုပြောရင်ကိုပေါင်ကိုလှန်ထောင်းသလို ဖြစ်နေတယ်ပြောလည်းမပြောအပ်ပါဘူးငရဲငအောင်ကြီးမာကိုလည်းကျမအင်မတန်ကြောက်ပါတယ်ကျွန်တော်ဒီခင်စောကျူကြီးမျက်နာလေးကိုပဲမကြည့်ရဲလောက်အောင်ပဲဖြစ်လာမိသူပြောသည်မကိုယုံကြည်ရန်စိတ်ပိုင်းဖြတ်ပြီးဖြစ်တော့ကြောင်းလေသူ့အတွက်စိတ်ထဲတွင်လှိုက်တဲစွာဝမ်းနေနေပြီ။ ဒါပါပဲဆရာရဲ့ပြောကျင်နေဆိုတာကစိတ်ထဲမှာသာရှိနေတာပါတကယ်တော့လည်းဘာမှပြောလို့ထွက်တာမဟုတ်ပါဘူးကင်စောကျူက မျက်နှာကိုချာရင်ပြောနေရပါယုတ်တရက်ကောင်းမော်ကစက်ပြော်ကြီးဒါပေမဲ့ဆရာမိတ်ဆွေပေးတယ်ဆိုတဲ့စွဲကျူးနဲ့လက်ကောက်ဆိုတာကိုကျမမယူခဲ့ဘူးဘယ်ယောက်ျားပေးတဲ့လက်ဆောင်ပန်းနာကိုမှလည်းကျမလက်နဲ့လက်ခံပြီးတော့ယူခဲ့တာရဲ့လို့မရှိဘူးဒါကိုတော့ဆရာယုံပါကျွန်တော်ဒီကောင်းကိုညှိလိုက်ပြီး နောက်တက်ဘာများဆက်ပြောအောင်မလဲဟုညင်၍နားတောင်နေတော့လေခင်စောကျူသည်ဘာမှဆက်မပြောတော့ဘူးထိုအခါကျွန်တော်ကခင်စောကျူလက်နဲ့ဘာကူမှလက်ခံပြီးယူခဲ့တာမဟုတ်ရဲ့မရှိတော့ဘူးပေါင်ထားတယ်ပေါင်ထားတာကိုလည်းမယွေးနိုင်တော့ဘူးဆိုတော့ကိုထုံးအောင်ရဲ့ကျိုးနဲ့လက်ကောင်ဖယောက်သွားလဲထိုကဲ့သို့သောအမေစကားတစ်ခွန်းလောက်ကိုမေးလိုက်ခြင်းသည်သို့တော့ခင်စောကျူစိတ်မချမ်းသာမှန်းကိုတီးတော့ကြောင်းစိုက်၍မမေးခြင်းလောက်အောင်ဖြစ်ခဲ့ရ၏ နောက်ဆုံးတွင်မှကျွန်တော်ကထိုင်းရမထ၍သူ့ကိုနှုတ်ဆက်ပါသည်မက်ခင်စောကျူပြောသမျှကိုကျွန်တော်ယုံပါတယ်ဟု၍လည်းအာမခံပြီဖြစ်နိုင်တဲ့အခါကျရင်မက်ခင်စောကျူတို့လိုနာမည်ပြက်နေတဲ့မိန်းကလေးတစ်ယောက်အကြောင်းကိုကျွန်တော်စာတပုတ်ရေးပေးပါမယ်မက်ခင်စောကျူအတွက်ကျွန်တော်ပေးနိုင်တဲ့လက်ဆောင်ပေါ့ခင်ဗျာဒါပေမဲ့ဒီလက်ဆောင်ကိုလည်းမက်ခင်စောကျူသဘောတိုင်းမက်ခင်စောကျူရဲ့အလန့်နဲ့နှိုင်းယူစရာမလိုပါဘူးစာအုပ်တုံးမှာတွေ့တဲ့အခါသာဖတ်ကြည့်ပါ ခင်စောကျူကပြောပြီးကျွန်တော်ဒီအကောင့်ဘက်ကပြောနေခြင်းဖြစ်ကြောင်းကိုလည်းသူသဘောပေါက်ဟန်တူပြီးသူအကြောင်းကိုမကောင်းရင်မြင်မှုကြောင့်သဘောပေါက်ရတာဤအပြုံးမျိုးကိုပြုံးနိုင်ခြင်းဖြစ်သည်နောက်တစ်နေ့၌မူကိုထွန်းအောင်ကိုကျွန်တော်တွေ့တွေ့သည်တွန်းအောင်တနာစရာကောင်းသောမခင်စောကျူအဖြစ်ကိုကျွန်တော်ကပြောပြ၏ခင်စောကျူသည်အဘယ်မျှစိတ်ဆင်းရဲနေရှာကြောင်းလည်းပြောပြမိသည်တို့အခါကိုထွန်းအောင်က ကျွန်တော်မျက်နှာကို စစ်စစ်ကြည့်ရင်းရည်၏ ဒါပေမဲ့ကျွန်တော်ပစ္စည်းကိုတော့ပြန်ပေးမယ်လို့မပြောဘူးပေါ့လားခင်ဗျားပစ္စည်းမရတဲ့အပြင်ကျုပ်တောင်ကြားထဲကငွေ30ကုန်ခဲ့သေးတယ်။ gain ကျွန်တော်မပြောဘူးလားခင်ဗျားကိုချိန်တယ်ဆိုကြတဲ့ကမြူတရားလူကုန်လို့ခင်ဗျားကိုချိန်တာပါလို့မပြောဘူးလားနေသမ်းပါဦးဗျာအပွားကြီးဟာတနင်္ဂနွေနေ့ဆိုရင်အိမ်မှာမရှိဘူးဘာလုပ်တတ်တယ်လဲဖဲမရိုက်လားဟုတ်တယ်ဒါပေမဲ့အပွားကြီးကအင်မတန်စိတ်ကောင်းပါတယ်သမီးလုပ်တဲ့ကောင်းမကသာရုပ်ကလေးတစ်ပြားပြားနဲ့ မြောက်ပြပြီးစံတောင်းနေတာဒီလိုမပြောပါနဲ့ဗျာကောင်မလေးကခမရတို့စီကဘာမှမတောင်းပါဘူးလေခမရတို့ကသာမနေနိုင်မထိုင်နိုင်ဖြစ်ပြီးပေးကြကမ်းကြတာပါတဲ့လတ်စတ်တော်ခမရပါခင်စောကျူပိုင်းပြီလာပြီကိုဒီတိုင်းဆိုရင်တော့ငွေ30နဲ့အဆုံးသက်အောင်မှာမဟုတ်ဘူးပြီးတော့လေကောင်မလေးကခမရတို့စီကဘာလက်ဆောင်မှမယူဘူးပါဘူးတဲ့ကောင်မလေးကတော်ရှာပါတယ်အင်မတန်လဲကောင်းကောင်းမွန်မွန်နေချင်ရှာပါတယ် မြောက်ပြပြီးဆန်တောင်းနေဆိုတာဟာလည်းမဟုတ်ရှာပါဘူးဟာခမဘလို့ဖြစ်လာတာလဲသူတို့တိုက်လိုက်တဲ့ကော်ဖီတို့လက်ဖက်ရည်တို့များတောက်လာသေးလားတိုက်တောင်မတိုက်ပါဘူးဗျာနှုတ်ဘာဖြစ်လို့ဓာရီကိုပြောပြီးတော့ဒီကောင်မောင်ကာကွယ်နေရတာလဲကျွန်တော်စီကဘာမှမရပါဘူးဆိုလို့သူပြောလိုက်ပြန်မလားဟိုတနေ့ကတော့ခမရှိမှပဲပေါင်ထားတယ်ပြန်မယွေးနိုင်ဘူးလို့ပြောလိုက်တယ်ပုံလားဗျာဟုတ်တယ်လေပေါင်ထားတာမယွေးနိုင်တာကတကိစ္စပဲဗျာခမရှိကသူမရတာကတကိစ္စပဲ နှုတ်ခမရတော်ငွေ30ပေးခဲ့ရသေးတယ်ဆိုခမရဘာရီပြောနေတာလဲအော်ခပ်ပါပြီကိုထုံးအောင်ပါကောင်မလေးကသူဟာဘသူစီကားမှလက်ဆောင်မယူဘူးဘူးလို့ပြောနေတာပဲကျွန်တော်ကိုယ်တိုင်လည်းသူ့ကိုပေးရတာမဟုတ်ဘူးဗျသူ့အမေကိုပေးခဲ့ရတာထို့အခါတွင်မှာကိုထုံးအောင်ဒီကျွန်တော်ဆိုလိုသောသဘောကိုရိပ်ရှားမိဟန်ပြီးငြိမ်သွား၏ခမရလည်းကျိုးနဲ့လက်ကောက်ကိုသူ့အမေလက်ထဲပဲထည့်ခဲ့တာမဟုတ်လား ပို့ထုတ်အောင်သည်အတန်ကြာလောက်အောင်စဉ်းစားနေပြီးမှခေါင်းကိုညှိပယ်ရရသည်အဲ့ဒါပဲပေါ့ဗျာကောင်မလေးကသူ့အမိမကောင်းချောင်းကိုတော့ထုတ်ပြီးမပြောရဘူးဗျအင်မတန်ချီးမွမ်းဖို့ကောင်းတဲ့ကောင်မလေးပဲဒါကြောင့်လဲသူစိတ်ညစ်ထားပဲခမရတို့ကသာ သမီးကိုလိုချင်တိုင်းသမီးအတွက်သမီးအတွက်ဆိုပြီးတော့အမိကိုလက်ထိုးကြတာမဟုတ်လားပို့ထုတ်အောင်သည်ညှိသေးလေသည်မြောက်ပြပြီးဆန်တောင်းနေတာကခင်စောကျူပေါ့ဗျသူ့အမိသူ့အမိ လိန်ယုံနီဟုတ်ကဲ့အခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။